ကမ္ဘာနိုင်ငံအနေနဲ့အွန်လိုင်းငွေလိမ်လည်နေတဲ့တရုတ်မဖီးယားယာစွင့်ကိုင်းအများပြားဟာမြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာရှိနေပါတယ်။အွန်လိုင်းပေါ်ကတဆင့်ယုံကြည်မှုရယူငွေကြေးကြီးနှီးမြှုပ်နှံခိုင်းပြီးငွေကြေးအမြောင်ပြားကိုလိမ်လည်တဲ့လုပ်ငန်းတွေကမြန်မာနိုင်ငံနယ်စပ်ဖြစ်တဲ့တရုတ်လာအိုနဲ့ထိုင်းနိုင်ငံနယ်စပ်တွေမှာတရုတ်လူမျိုးမဖီးယားတွေကလက်နက်ကိုင်းအဖွဲ့အစည်းအချို့တွေရဲ့အကူအညီနဲ့ကြီးမားတဲ့အဆောက်အဦတွေဆောက်လုပ်ပြီးတရားဝင်တစ်ဖက်လောက်ကန်နေတာမှာဆယ်စုနှစ်တခုနေပါကြာမြင့်လာပါပြီ။ဒီလုပ်ငန်းတွေကိုတရုတ်လူမျိုးမဖီးယားတွေကဦးဆောင်နေတာဖြစ်ပြီး အခြေခံလုပ်သားအများစုကတော့မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ဒီလုပ်ငန်းတွေမှာတရုတ်လူမျိုးမှဖိအားတွေကတရုတ်၊ထိုင်ဝမ်၊ဂျပန်၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊အီသီယိုးပီးယား၊ကင်ညာ၊အိန္ဒိယ၊ပါကစ္စတန်စတဲ့နိုင်ငံသားတွေကိုတော့လိန်လန်ခေါ်ဆောင်ပြီးလူကုန်ကူးတာမတရားညှဉ်းပန်းနှိပ်စက်အာဓမအလုပ်စီကိုင်းစီခဲ့တာပါ။နိုင်ငံအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုချိတ်ကိုယူထားတဲ့မြန်မာနယ်စပ်တွေထက်ကနေရာတနေရာဖြစ်တဲ့ကရင်ပြည်နယ်မြောက်ပြည်ဒေသမှာ အလိုကြီးမတဲ့ online ငွေလိမ်လုပ်ငန်းကွန်ရက်တစ်ခုရှိနေပါတယ်။ဘုံမူကြီးစောချစ်သူဦးဆောင်တဲ့ကရင်နယ်ကြားဆောက်တဲ့ BGF ရဲ့ထိန်းချုပ်ထားတဲ့နေရာတွေမှာရွှေကုတ်ကိုမြို့တက်ဝမ်ခဧကတရာ KK ဘတ် AA ဘတ်အပိုလိုရုံလုံးဘေးဒေါမေးဘတ် UK ကာစီနိုဟိုင်းချိန်ကာစီနိုစတဲ့ကြားပြန်လုပ်ငန်းတွေလုပ်ကင်နေတဲ့နေရာ15နေရာထဲမှနေကို2016ခုနှစ်မှာစတင်ပြီးလုပ်ကင်လာတာပါ။ဒီလုပ်ငန်းတွေမှာလုပ်ကင်ဖို့အတွက်မြန်မာနိုင်ငံသားတွေကိုတက်တော့ တတိကန်ရောကနေတဆင်မဲလောက်တဲ့လာစားပေးမယ်ဆိုပြီးအလုတ်ခွန်နေကြတာပါအလုတ်လာလုတ်မဲ့တူတွေကိုမြပတိမြို့ကိုအရောက်လာခိုင်းပြီးမြပတိဟိုတယ်ယူနီယံစားတော့ဆန်နဲ့ရွှေရံနဲ့စားတော့ဆိုင်တို့ကိုချင်းဆိုပါတယ်အဲ့ဒီကနေမှတဆင်ကြားပြန်လုပ်ငန်းကကားတွေနဲ့ BGL တပ်သားတွေကလုံခြုံရေးရယူပြီးလာရောက်ခေါ်ဆောင်သွားတာပါရန်ကုန်ကနေပြီးတော့မြပတိအရင်ဆင်းရတာပေါ့မြပတိရောက်တဲ့အခါကျတော့သူကုမ္ပဏီက AI နဲ့ဆက်သွယ်ရတယ်ဆက်သွယ်ပြီးတဲ့အခါကျတော့သူက interview ဖြေဖို့တော့သူတို့ရဲ့ ကုမ္ပဏီကိုသွားဖို့တော့ဟိုစုရဲ့တစ်ခုကိုခေါ်တယ်ပေါ့ကားစီဖို့တော့အဲ့ဟိုရောက်ပြီးတော့ကျွန်တော်ကားသမားနဲ့ချိတ်ဆက်ပြီးတော့တို့ရဲ့ကုမ္ပဏီကိုလိုက်သွားရတယ်လိုက်သွားပြီးတော့တို့နဲ့တူဒီတို့ကုမ္ပဏီပိုင်ရှင်တရုတ်တွေနဲ့တခြားစကားပြန်နေတဲ့အရှိမပဲအနာဂတ်ဖြစ်ရတယ်ပေါ့တွားလျှောက်တဲ့နေရာကလည်း UK UK ရောမှာသူတို့ကစစ်တယ်စိုက်စားရဲစစ်တယ်ပြီးရင်စကားပြောတာဆိုတာသူရေးတဲ့စာကိုကိုယ်အိမ်မှာစာရိုက်ယူတော့အနေနဲ့ ဘယ်လောက်ထိရိုက်နိုင်လဲဆိုတာ तू စစ်တယ်စီပြီးတဲ့အနေထားရတော့မှနောက်စင်ကြတော့စကားနဲ့စစ်တယ်သူတို့ဟိုကပြောတဲ့စကားတွေကိုကိုယ်ပိုင်းမှပြန်ပြောရတယ်ပြန်ပြောပြီးတော့ဘလို့ဘလို့ဥစားဖြစ်တယ်ဆိုတာအစအကုန်လုံးပါနော်အစားအရာအကုန်လုံးလိုက်ပြောရတယ်ကားမကားရီမှာကွာလာဆိုရင်ဒီရှကူကိုကီကီပက်လို့ကကားရီဆိုရင်နောက်မှာဒီ effort သုံးတာများတယ် effort ကိုမှသူတို့ VMB ဆိုတဲ့နောက်မှာတောင်းမှန်နဲ့တောင်းမှန်နှစ်ဖက်နဲ့အလဲမှာ VMB ဆိုတဲ့စာတိုင်းပါတယ်ကားအများစုပါတယ်အဲဒီကြာပြန့် site တွေကကားတွေများတယ်ဗျ အဲ့လိုမျိုးစတေကာနဲ့ကားတွေတောင်ပံစတေကာပါတဲ့ကားတွေအကုန်လုံးကဒီကြားဖြန့် site တွေကကားတွေကြီးပဲသူတို့အဲ့ကားတွေကအဝင်နေအကျိုးဖို့သုံးတယ်နောက်ပြီးတော့အဲ့လိုတရုတ်တွေမျိုးဝတ်တက်ပြီးလဲကျင်တာတွားကျင်တာစေကန်ပြကျင်တာလို့ဆိုရင်သူတို့အဲ့ကားတွေသုံးတယ်ဗျတရုတ်စကပြန်ကလေဒီမှာတရုတ်စကပြန်တရောက်ခေါ်တယ်ပေါ့နော် ပြပြဆိုရင်ချင်းကင်တရောက်ခေါ်ပါတယ်လိုအပ်တဲ့ရရှင်ကကြတော့ တရုတ်စာအရေးဖက်ပြောတော့အကုန်လုံးရကြမှာပေါ့နော်ပြီးပြီဆိုရင်အဓိကကအဲ့ဒီလက်ခွက်စစ်တယ်ပေါ့နော်ဖီရိုစီမာအဲ့ဒီတရုတ်တိုင်မီကုကူးတိုင်မီနဲ့ရိုက်ပြရရတယ်အဲအဲ့ဒါရရတယ်ဆိုရင်ရပါပြီအစားကကြတော့ရွှေ8000ကနေပြီးတော့စပြီးတယ်အဲရွှေ8000ဆိုရင်အခုဘက်4000ပေါ့နော်ဘက်4000ကနေပြီးတော့စပြီးပါတယ်လာစာတိုးရှိရယ်ပြီးပြီဆိုရင်တခြားအလိုရမှန်ကြီးတို့အသုံးစိတ်တို့လည်းရှိပါတယ်အသေးစိတ်သိချင်တယ်ဆိုရင်ဖီရို Telegram မှာလာမိပြီးတော့ နှစ်ယောက်ပဲလို့ဒါစကယ်ပြန်တယောက်ဆင်းရင်ကန်တယောက်เนาะအ PHWAY 2000တလို့ရိုက်ချလိုက်เนาะတာဒီလုပ်ငန်းတွေကိုလောက်ကြိုက်မဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ကွန်ပျူတာလိုက်ခွဲတိုက်ပင်အနည်းဆုံး40ထိရိုက်နိုင်ရမှာဖြစ်ပြီးအင်္ဂလိပ်ဖိုစကိရှိသူတရုတ်စကားပြောနိုင်သူ social platform များစွာတောင်းနိုင်သူတွေဖြစ်ရမယ်လို့ကြားပြလုပ်ငန်းတွေအတွက်အလုပ်ခွန်နေတဲ့အလုပ်ကြောင်ညာစာတွေမှာတွေ့မြင်ရပါတယ်။ အွန်လိုင်းငွေလိုင်းလုပ်ငန်းမှာအဆင့်30တက်မှတ်ထားပြီးပထမအဆင့်နေနဲ့တားကောင်ရှာခြင်းဒုတိယအဆင့်ငွေကြေးကြီးနည်းမြုပ်နယ်လာအောင်မန်လုံးပေးခြင်းနဲ့နောက်ဆုံးအဆင့်နေနဲ့ငွေကြေးကြီးနည်းမြုပ်နယ်လာဘက်ကတက်မှတ်ထားတဲ့ငွေကြေးရသည့်အထိလိမ်လည်ရပါတယ်။အလုတ်ခေါ်စာတွေမှာအဲ့ဒီအဆင့်တွေကို M1 M2 M3 ဆိုပြီးအဆင့်တက်မှတ်ထားပါတယ်။ M1 M2 M3 တရုတ်မြန်မာစကားပြန်တထေးတစ်ထောက်စီးရင်ကိုင်း voice call ဗီဒီယိုချက်အတွက်အမျိုးသမီး model လုံခြုံရေးထမင်းချက်တန်ရှင်းစတဲ့ယာတုတွေကိုအလောက်ခေါ်စာမှာတွေ့မြင်ရပြီးယာတုအလိုက်အ ਨੇ ဆုံးထိုင်းငွေဘတ်1200မှစတင်ပြီးဘတ်7000အထိပေးမယ်လို့ဖော်ပြထားပါတယ်။ဒီငွေပမာဏဟာလက်ရှိမြန်မာငွေပေါက်ဈေးအရ15ဒိတ်ကနေ300အထိရှိနေပါတယ်။အလုတ်ချိန်ကတော့7နာရီပဲ7နာရီပဲလောက်ရတယ်။ဒါပေမဲ့လာတာသူတို့ဝင်ချင်း1200ပေးမယ်လို့ပြောတယ်။ဒါပေမဲ့သူတို့1200မှာအဆောင်ကြီးရေကမီးကားနဲ့ပြီးရင်သူတို့ထမင်းဘိုးနဲ့ဖြတ်တာနဲ့ ်နောက်ဆုံးဘာကြံလဲဆိုတော့6000 5000အဲ့လောက်ပဲကြံတယ်ကိုသူတို့ပေးတဲ့လာတာနဲ့ပြောတဲ့ဟာတွေနဲ့ချားစီတွေထင်တယ်အထဲရောက်တော့လည်းအလင်းကိုပေးမထွက်ဘူးနားရက်ကတော့ရှိတယ်ရှိတဲ့အချိန်မှာသူတို့ကအလင်းကိုပေးမထွက်ဘူးအေးအထဲမှာပဲနေရတယ်မှားတရားရှိတယ်မလားမှားတရားရှိတယ်ဆိုရင်အလင်းကိုမှားအလင်းရလာပို့အဲအဲ့လိုဆိုရတယ်ဒါပေမဲ့ကိုကိုတိုင်းထွက်ပြီးတော့အလင်းကိုတောက်ဝဲလို့မရဘူး2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြည်တွင်းမှာအလောက်ကန်ရှားပါလာခြင်းပြည်ပထုတ်ခွာခွင့်ကတ်တက်လိုက်ခြင်းနဲ့ စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးလူငယ်အများပြားကိုမတရားစစ်မှုထမ်းစေခဲ့တဲ့အတွက်လူငယ်အများပြားဟာအနာဂတ်မဲ့သွားကြပါတယ်ပြည်တွင်းမှာအလောက်ကန်ရှာပါလာတာကတကြောင်စစ်မှုမထမ်းခြင်းကြတဲ့လူငယ်တွေဟာကြားပြန်လို့ခေါ်တဲ့အွန်လိုင်းငွေလိမ်ကိုင်းတွေမှာပုံမှန်လောက်ကန်လာကြပါတယ်2021တောက်ပိုက်မှာဒီမြန်မာနိုင်ငံမှာအနာသိမ့်နေအနာသိမ့်နေတဖြည်းဖြည်းပေါ့ဒီဟို2024ဒီဟိုပါပေါ့အော်မနစ်ကပေါ့ဟိုကနှစ်လပိုင်းလောက်မှာဒီပြထန်းလိုက်တဲ့စစ်မှုအကြမ်းဥပဒေရှိတယ် အဲ့ဒါပြင်ဒီလူငယ်တွေကအများပြပေါ့အဲ့ခါကျတော့ဒီနိုင်ငံခြားထွက်ချင်းလာရပေါ့ဗျာထွက်ချင်းလာတဲ့ခါကျတော့ဒီ passport ကြီးလိုရတယ်လေ passport လိုရတယ်ဆိုတော့လည်းအရင်တော့လောလောလကူကူလည်းမရဘူးအရန်ဆောက်ရတယ်ပိုက်ဆံတွေအများကြီးလည်းပေးရတယ်ပိုက်ဆံတွေအများကြီးပေးရတယ်အဲဒါအပြင် passport ကလည်းလူတိုင်းလည်းလုံးလုံးမရဘူးစစ်မှုထမ်းဥပဒေလောက်ပါလောက်တဲ့သူဆိုရင်ကွာဘောအကျုံးဝင်တဲ့သူဆိုရင်ပို့လို့ဆိုးတယ်လုံးလို့လည်းမရဘူးယောက်ျားလေးပေါ့လုံးလို့မရတဲ့အခါကျတော့ဒီ ဒီပါထွက်ဖို့ခက်ခဲလာတာလဲတပိုင်းပါတယ်။နောက်ပြီးတော့ဒီစစ်မှုထမ်းဥပဒေရှောင်ရင်လို့လည်းပါစစ်မှုထမ်းဥပဒေရှောင်ရင်လည်းဘယ်ရှောင်လို့ရှောင်မှန်းလည်းမသိလို့ကြားဖြန့်ရောက်သွားတာလို့လည်းမြင်နေပေါ့နော်။အဲအဲ့လိုမျိုးပေါ့ပြပထွက်လို့မရလို့မို့ပြပလည်းထွက်ရင်လည်းဒီလာသာလောက်တော့ရမယ်။ပြပမထွက်ဖက်နဲ့မြန်မာနိုင်ငံအတွင်းမှာကြားဖြန့်လို့လည်းဒီလာသာလောက်ပဲရမယ်ဆိုတာမျိုးပေါ့မြင်လာကြလို့လည်းကျွန်တော်မြင်နေပေါ့နော်။အဲဆိုတော့အခါကျတော့ ဒီစစ်မှုရန်ဥတွေကြောက်လို့မို့ဒီရှောင်ရင်လို့လည်းပါတယ်နောက်ပြီးတော့ဒီအခုချိန်ကမြန်မာနိုင်ငံအတွင်းမှာဒီကုံသေးနှုံးတွေကြီးမြင့်လာတယ်ပါတယ်ပေါ့အဲနေရထိုင်ရအလုတ်ကင်တွေကလည်းရှားလာတယ်အဲလာစာနဲ့အဲဒီကုံသေးနှုံးတွေကမကိုက်တဲ့ခါကျတော့ဟိုညီသူတို့ရဲ့နောက်ပြန်ကြည့်တဲ့ခါမှာမိသားစုစာဝန်နေရတွေကလည်းအဲအချိန်တွေမကောင်းတဲ့ခါကျတော့သူတို့ဒီကြားပြန်လှုပ်အိုပဲဒီဇိုင်းမမရွေးပြီးလှုပ်လာကြလို့မြင်တယ်ပိုက်ဆံရတာခါကျတော့ပေါ့နော်ဒီ မြန်မာတွေများလာတာတော့လက်ရှိရ2022နှစ်ဝက်လောက်မှာပေါ့ကျွန်တော်အောက်ဘက်ကရန်ကုန်ဘဘိုးစသဖြင့်အဲ့လိုဒီတော့ဆိုရင်တော့ဒီချန်ပီယံနယ်ဘက်ကလူတွေပဲလာလောက်ကြတာများတယ်ဒီနိုင်ငံရေးအဆအမှာကြားပြန်အောင်နောက်ပိုင်းကျတော့ဒီရန်ကုန်ကလူတွေပဲတိလာတာပေါ့ဒီအောက်ဘက်ကလူတွေပဲတိလာတဲ့အခါကျတော့အခုနောက်ပိုင်းကျတော့ဒီသူတို့နေထိုင်တဲ့မြို့နယ်တွေမှာဒီပေါ်တာဆွဲရည်နောက်နေထိုင်ရမလုံးလုံးတာကြီးတော့တချို့ကြီးကျတော့ရွေးချယ်စရာမရှိတော့နိုင်ငံခြားထုတ်ဖို့လည်းမလွယ်တော့ ဒီကြားဖြန့်ကိုရွေးချယ်ကြရပေါ့တိတိရက်နဲ့ပဲရွေးကြရများတယ်ခုနောက်ပိုင်းကတော့အာကြားဖြန့်မင်းတိတယ်တိတိရက်နဲ့ပဲလာလို့ကြရများတယ်ဗျ2025ခုနှစ်ဇန်နဝါရီလမှာမြဝတီမြို့အနီးဒေါင်းမေးပတ်လို့ခေါ်တဲ့ကြားဖြန့်လုပ်ငန်းမှာလူကုန်မှုခံရတဲ့တရုတ်နိုင်ငံသားတရုတ်ဆောင်မင်းသားဝမ်းရှင်လွတ်မြောက်လာပြီးနောက်တရုတ်ဆိုးရွားကဇယွန်ဆစ်စင်ရေးဆိုပြီးမြဝတီမြို့ကကြားဖြန့်လုပ်ငန်းတွေကိုချိန်မှုဖို့တရားဝင်ထုတ်ပြန်လာပါတယ်။ ခိုင်အစိုးရကလည်းကြားဖြတ်နေနေခေါင်းစဉ်နဲ့ကရင်ပြည်နယ်မြဝတီမြို့ဖရဲသုံးသူမြို့နဲ့ရှမ်းပြည်နယ်တချီလေးမြို့တို့ကနေရငါးနေရကိုလှည့်စစ်တပ်အား73စီအပါဝင်ကွန်မြူစီ72မြို့ကိုတင်သွင်းခွင့်ပိတ်ပင်လိုက်ပါတယ်။အဲ့ဒီအပြင်ထိုင်းအစိုးရကကရင်ပြည်နယ်နဲ့ကြောက်ရောက်တဲ့ BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူအပါဝင် BGF ခေါင်းဆောင်တုံးဦးကိုဖမ်းဝမ်းထုတ်ဖို့ပြင်ဆင်နေတဲ့တရင်ထုတ်ဖို့လားအပြီးမှာဗိုလ်မှူးကြီးစောချစ်သူတို့ကသူတို့ထိ ंछ ုတ်ထားတဲ့နေရာတွေမှာလောက်ကင်နေတဲ့ကြားဖြတ်ငွေလိမ်ကိုင်းတွေကိုဖမ်းဆီးနိုင်နေပြီးပို့ဆောင်မယ်လို့ထုတ်ပြန်လာပါတယ်။ ထုတ်ပြန်လာပြီးနောက်ကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်နေတဲ့တရုတ်နိုင်ငံသား621ဦးကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့ပြီးတရုတ်နိုင်ငံသားအပါအဝင်နိုင်ငံခြားသား3000ကျော်လည်းထပ်မံလွှဲပြောင်းပေးမယ်လို့သိရပါတယ်။မြောက်ပြည်မြို့ကကြားဖြတ်လုပ်ငန်းတွေကိုနှိမ့်နှင်းနေတယ်လို့ BGF ကဆိုပေမဲ့လက်ရှိမြေပြင်မှာတော့ကွယ်လွှဲမှုတွေရှိနေပါတယ်။ရွှေခုတ်ကိုမြို့တဲ့အလောက်ကန်ရှာဖွေရေးဆိုတဲ့ Telegram Channel ကကြားဖြတ်အလုပ်ခေါ်ဆောင်တွေကတော့ဖေဖော်ဝါရီ26ရက်နေ့ထိခေါ်နေပါတယ်။ မီးစီမမအလုတ်ခေါ်နေတဲ့လူကောပွဲစားကိုအလုတ်လုံးမဲ့သူအဖြစ်ဟန်ဆောင်ပြီးဆက်တွေ့ရမှာရောင်းစားခံရတဲ့တရုတ်နိုင်ငံသားတွေကိုပဲဖမ်းဆီးခြင်းနာဖြစ်ပြီးမြန်မာတွေကတော့ဖမ်းဆီးခြင်းမရှိဘဲအလုတ်ဆက်လက်လုပ်ကင်လို့ရတယ်လို့ပြောဆိုထားပါဗျ။တော့ဟိုရေရွှေမှာဟိုရာမမအီလိတိုင်မင်းတို့ပါရရတယ်။ပြီးလို့ရှိရင်မိုင်းဟိုမိုင်းဘာယံသူ့အကြံရလူပြည်လူနေရာတရားကိုဆက်တက်ရတယ်။ဟိုဟာဒီကျွန်တော်ဒီ Facebook တို့အင်္ဂလိပ်စာကန်ကနေပြီးတော့လေ။ 我二十六家了，二家的印尼阿爹阿妈，印尼阿妈阿爹都给的老婆阿爹的。好好。阿爹阿婆下边阿来阿爹阿来。好。我们啊，印尼阿妈都就是比如办了卡，收了，以前呢，两个人印尼阿妈都是一样的。好，各方面好。我二十六家的下边，二家的就在东边就老爹屋，我阿爹阿妈也住着。啊，二十六，二十六阿娘阿婆，阿娘阿婆也住着，就买三公公里那里，阿爹比大妈的，阿爹比。<noise> <noise> မင်းတိုက်တယ်ပဲ40 45ဟုတ်ဟုတ်ဒီဒီမှာလောက်ကရတဲ့ညာဒီမှာတော့လာသာချင်းလာသာတက်ကြောင်းဝဲဒီရမန်ကြီးက1500ဒီလာနေတော့မူဘောတစ်ထောင်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟိုစိုးရေရကြီးရေရကြီးဟိုဒီမှာကျတော့ဟိုရှုပ်ဖို့မှာရေရကြီးပြရလေဒီမှာဩရရကြီးဆိုတာဒီနေ့မရှင်းလို့ကိုဘလို့လဲကွန်ပျူတာပြန်ပြရရကြီးဆိုတာကကျတော့ဒီရေဟိုဘာပေါ့ကျုံကျုံကြီးပေါ့ อ๋อဟုတ်ဟုတ်ဟုတ်ကဲ့ခင်ဗျဟုတ်အဲအဲ့ကြီးတော့ပြီးရတယ်အဲ့ဒါလည်းကျွန်တော်တို့ရှားတဲ့လူမျိုးသူတို့ရှားတဲ့လူမျိုးကဥမာဒေါ်လာ900လို့တထောင်ထည့်လို့ဆိုရင်တော့3000 4000လောက်ပဲပြီးရတယ်ဘယ်ဘူးကြတော့ညောင်ပြည်နေဆင်းမရညောင်ပြည်နေဆင်းကျွန်တော်ကအဲ့တင်ပြအောင်ရတယ်တော်လေညောင်ရောက်လို့ချင်းဒီဘုံဆက်လိုက်ရပါညောင်ပြည်ကျွန်တော်တို့ရှည်ရနေဆိုတဲ့ဆောက်တော့ဆန်ကနေဆောက်နေလိုက်ဆောက်ပြီးတော့ကားကြီးရဟိုတကယ်ဒီဟိုအင်တာဗျူးအောင်မှာကျွန်တော်ကားကြည့်ရရကားကြည့်ပြီးအင်တာဗျူးအောင်ခဲ့လို့ရရင် အားကလည်းပြလာကြိုးရက်အားကလည်းပြီးရမလို့အားကဥမပြီးရမလို့ဤနောက်အောင်အင်းနောက်ကြောက်ဝိုင်းတော့ဟိုပါကတင်ပြီးရတယ်ပါကဥမဒီရှုပ်ဥမပဲနေမယ်လို့ရှိရင်ရှေ့ရဟိုအတွားကျင်လို့ရှိရင်အတွားအဲ့ဒါဥမလို့တင်မယ်လို့ရှိရင်1300အဲ့ဘက်ကျမှာရွှေကုတ်ကမှအဖမ်းပြီးရှိတယ်ဆိုတော့အဲကျွန်တော်တို့ဟိုကျွန်တော်အဆင်ပြေပါမလားကိုအဲ့အလေးပဲအနေနဲ့ဆိုးရင်းတာကျွန်တော်လည်းပြန်လို့လည်းမရတော့အများကြီးတော့ပမာရီကတော့ပမာရီကတော့ပေါ့ပြုတ်ပြီးရောင်းလောက်ကန်တိတိဖမ်းတာပါ 哦，好好好好。嗯，有那个没得的，看没得不？哦，好个，哎，就咱们爸妈的生意吧，那个喏，哎，你生意多吧？爸妈的吧，没，因为我们有六六百里，没事不着急，赶紧来搞一下。哦，喂，因为咱们乌拉没得路径，你要有路径，咱们帮他别的地方。ကြပြဝင်တွင်လောလောလတ်လတ်တွားလို့ရတယ်စာချုပ်စာဆိုင်မရှိဘူးလို့ဆိုပေမဲ့မြေပြင်မှာအမှန်တကယ်မဟုတ်ပါဘူးအလौဆောက်ဝင်ချိန်မှာမတ်ပုံတွေကိုတင်ထားတာတွေနဲ့စာချုပ်မှာအနည်းဆုံး6လနဲ့2နှစ်ထိလောက်ရမယ်ဆိုပြီးချုပ်ဆိုတာတွေရှိနေပြီးအလौထွက်မယ်ဆိုပါက ထိုင်းငွေဘတ်6000နဲ့အထက်ရောကြီးပေးပြီးမှထုတ်ခွင့်ပြုတာပါဒီမှာနှစ်နှစ်လောက်ရမယ်နှစ်နှစ်မလောက်ရဘူးအခုနှစ်နှစ်မလုံးနိုင်ဘူးဆိုရင်ဘတ်6000ရောရမယ်ဘတ်6000ရောပေးရမယ်နောက်ပိုင်းကလေးတွေကြတော့အရာကြီးပြင်ကိုသူတို့မှဘာတွေခြေကျုပ်တွေထပ်မိသွားလဲဆိုတော့အခုလိုနှိမ့်ဆက်တာတော့ဘာလို့ညာတော့အကုန်လုံးထိသွားတာပါအဲ့ထဲမှာသူစာချုပ်ထဲမှာသူတို့မှဗမာလိုရေးထားတာမဟုတ်ဘူးအင်္ဂလိပ်လိုနဲ့တရုတ်လိုပဲရေးထားတချို့အင်္ဂလိပ်လိုမတက်တဲ့လူတွေကြတော့ဒါတွေကဘာတွေဘာတွေဆိုတာကိုမသိကြဘူး တီးတဲ့လူတွေကလည်းမပြောဘူးအဲ့လိုမျိုးပေါ့အဲတထင်းလာမှနေတယ်အာငါကောင်းကောင်းနေရတာပဲသူတို့ပြောလို့ဘာထုံးမှာအဓိကအလို့သမားရဖို့ပဲအဲအဲ့လိုမျိုးလူတွေလည်းရှိတယ်အယုံလည်းယုံယုံတိုင်းလို့လို့ပါပဲပြင်းတထင်းကတော့အဲလူခေါ်ခိုင်းလိုက်တယ်သူတို့ကစမတ်ဂျေးတို့ဘာလို့ညာတို့တောင်းတယ်တောင်းပြီးတော့သူတို့ကအိမ်ပေါ့စမတ်ဂျေးယူတယ်အလုတ်သွင်းပေးတယ်အလုတ်တွေရောက်တော့စာချိုးတွေပိုင်းဘာမှမပြောဒီတိုင်းပဲစာချိုးချုပ်ပေးလိုက်တယ်ပြန်ပြန်ထွက်လာခြင်းတဲ့လူတွေကထွက်လို့မရတော့ဘူးအိစာကျုံနဲ့ သွားညည်းနေရောအလုတ်ခုပ်ပွဲစားအချုပ်ကကြားပြန်လုပ်ငန်းလုပ်ကန်ရမယ်ဆိုတာကိုမပြောဆိုဘဲအလုတ်လိန်လယ်ခေါ်ခဲ့တဲ့အတွက်အလုတ်လာရှာတဲ့လူငယ်တွေအလင်ခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်ကြားပြန်လုပ်ငန်းမလုပ်ချင်တဲ့လူငယ်တွေအနေနဲ့အိမ်ပြန်ဖို့လမ်းစိတ်မရှိတာကြောင့်အလုတ်ရုံဝင်အတွင်းလမ်းမအိမ်နေရပြီးကြောင်ရအလုတ်ကိုဝင်ရောက်လုပ်ကန်ရတာမျိုးလည်းရှိခဲ့ပါတယ်နောက်ပြီးတချို့ကျတော့လိန်ခေါ်ရဲစားသောက်ဆိုင်လောက်လောက်ရမယ်ဒီမှာဘန်းနဲ့လာလာရမယ်ပေါ့တချို့ကျရောက်လာပြီးတော့မှအင်တာဗျူးဖြေကြရတော့မှဟောဒါကွန်ပျူတာအလုပ်ကြီးကြားပြန်အလုပ်ကြီးမှန်းသိတော့ မလုတ်ချင်ဘူးဆိုတဲ့အခါကျတော့မှဟိုလို HR တွေကတောင်းမမီယူမြင်တဲ့လက်ခဲပြလုတ်တဲ့လူတွေရှိတယ်ပေါ့တချို့ဆိုလမ်းမင်းမှာအဲ့လမ်းမင်းမှာစားအဲ့လိုမျိုးဒုက္ခရောက်နေတဲ့လူတွေရှိတယ်ဘယ်လိုဆက်သွယ်လို့ဆက်သွယ်ရမှန်းမသိအဲ့လိုမျိုးလူတွေရှိတယ်ဗျာအမတချို့ကြတော့လည်းအဲ့လိုအဆင်မပြေတဲ့အခါကျတော့အဖွဲစည်းတွေဝင်လိုက်တာတို့ဒါလုံးမရတဲ့အဆုံးပေါ့ကွန်ပျူတာလည်းမလုတ်တဲ့မကင်တဲ့ဆိုရောက်ရလေးဆိုအဖွဲစည်းတွေဝင်တာတို့ပျံလုတ်တာတို့ အမိန်ကလေးဆိုတဲ့အမိုက်ကောက်တာအဲ့လိုပန်းချမ်းမှာညာအိပ်ပြီးနေရတာတို့များချင်းမှာစားတာအဲ့လိုမျိုးနေလူရဲရှိတယ်ကအလိန်လိန်ခေါ်ခံရတာပေါ့ဒီအလောက်ချပေးမဲ့လူတွေကသူတို့ကလူတယောက်ခေါ်ပြီးရင်သူတို့ရဲ့လာတာအပြင်အိရှာတွေကနောက်ထပ်တသက်ဘောနဲ့ရသူတို့ရဲ့လာတာအပြင်တီးတန်းအောင်မှလူတယောက်ခေါ်တယ်ခန့်လိုက်ပြီဆိုရင်သူတို့က3000နောက်မှ9000အဲ့ကြားထဲမှာသူတို့ကရတာရတဲ့အတွက်ကြောင့်သူတို့ကလူတွေကိုဆုတ်ခေါ်တယ်ခေါ်ပြီးတော့သူတို့တကယ်တမ်းအဲ့လူတွေကအဆင်မပြေဘူးဆိုရင်သူတို့ကတောင်းမမြူကြဘူးတချို့တော်တော်များများ အဲ့လိုမျိုးတွေရှိခဲ့ပဲငွေလိမ်လည်ပေးရမှာတတ်မှတ်ထားတဲ့ငွေပမာဏတော့၎င်းတောက်ကောင်ရှာပွေးလို့မရခင်ရိုင်းနဲ့နှိမ့်ဆက်တာတွေလည်းရှိပါတယ်တချို့နိုင်ငံသားတွေဆိုအတက်ခံလိုက်ရတဲ့အခြေအနေတွေရှိခဲ့တယ်လို့သိရပါတယ်တရုတ်မာဖီးယားတွေကသူတို့ကြားပြန်ဝင်တဲ့မှာပစ္စတိုတနက်အမျိုးအစားကိုတရားဝင်ခြင်ထားတာပါအဲ့ဒီလိုအတက်ခံရတဲ့သူတွေရဲ့အလောင်းကို BGR ကတာဝန်ယူဖြည့်ရှင်းခဲ့တယ်လို့ကိုယ်တိုင်မြင်တွေ့ခဲ့ရသူကခုလိုပြောပါတယ်အဲ့ဒါက UK မှာလှည့်သွားတာအလောင်းမှာဖြောက်ပလိုက်တယ်လုံးဝ အဲ့ဒါကိုဒီကြီးတွေကလည်းသွားလျှောက်ပြီးတယ်ဘာမှမသိရအောင်ဟိုကတနက်ကြည့်တဲ့ရပဲသူတို့မှတနက်ကိုင်ခွင့်ရှိတယ်တရုတ်တွေမှာလောပိုင်ခွင့်တွေကိုတရုတ်တွေကိုပေးထားတယ်ကျွန်တော်မေးမရတာကတော့အဲ့ UK မှာတည်ခွားတဲ့ဟိုလူသားမှုကိစ္စနဲ့ပဲတော်တော်ကြီးကိုမေးမရဘာလို့လဲဆိုတော့ကျွန်တော်ရဲ့သုံးခုကြောမှာထိုင်နေတဲ့လူဖြစ်နေလို့သူကကြတော့ဥစ္စာအိန္ဒိယနိုင်ငံလားအိန္ဒိယနိုင်ငံလားတက်ခံရှိတာ နေရာနိုင်ငံလား तू ကအသက်က24လောက်ပဲရှိသေးတယ်သူ့ကိုကြတော့ဘယ်လိုလုပ်လို့လဲဆိုတော့အဲ့တဲ့ရှာတာမညိလို့မညိလို့ရယ်ပြီးတော့ तू လှမ်းပြီးတော့အခုညီလှမ်းတောင်းတဲ့ကိစ္စရယ်တိသွားတာတိသွားတော့သူ့ကိုခေါ်ပြီးတော့အဲ့ပထမဆုံးသူတို့ရုံခန်းထဲမှာခေါင်းဆွတ်တယ်ခေါင်းအိမ်မဲဆွတ်တယ်အိမ်မဲဆုံးပြီးတော့ပဲနုတ်ပလင်းနဲ့ရိုက်တယ်ရိုက်လဲရိုက်ပြီးတော့သူတို့အရင်ခေါ်ထုတ်သွားတယ်ပလင်းခေါ်ထုတ်သွားပြီးတော့ တနက်တံပဲကြားလိုက်တယ်နောက်နေ့တော့သူမတွေ့တော့ဘူးဓာန်ပေးတဲ့နေရာမှာလဲတော်တော်ကြီးကြီးမားမားကြီးကိုလှုပ်တာဘလို့ကြီးကြီးမားလှုပ်လဲဆိုရင်ရိုက်တယ်နှက်တယ်ခြောက်ပေါက်တော့ထဲတယ်အဲ့လိုမျိုးတွေလှုပ်တယ်ဟောဗမာလီဒါပဲလှစ်လှစ်အခုဘဒူပဲလှစ်လှစ်ပေါ့နော်အကုလုံးကိုလှုပ်တာဗမာလီဒါရဲ့လူတော့မဟုတ်ဘူးဒါပေမဲ့ဗမာလီဒါရဲ့စိတ်ထဲမှာလဲဘာတစ်ခုစွဲမှတ်ထားလဲဆိုတော့သူတို့ကအလုလာလှုပ်တယ်ဒါပေမဲ့ပတ်စံရတာမှန်းတယ်ဒါပေမဲ့သူတို့မှာကြောက်စိတ်တွေကအများတန်းရှိနေတယ် ကြောက်စိတ်တွေနဲ့ပဲသူကလုံနေကြတော့တချို့လူတွေဆိုရင်ဟိုဟိုဥစားအေးပတ်မှာဆိုရင်ဟိုကျောင်းတငယ်ချင်းတွေရှိတယ်ဒါပေမဲ့အခုချိန်ထိထွက်လို့မရအောင်သူတို့လိန်လိုက်လိုက်တဲ့သူတွေမှာငွေကြေးများစွာဆုံးရှုံးလိုက်တဲ့အတွက်အလင်ခံရတဲ့သူတွေမှာမိမိကိုယ်ကိုအဆုံးစင်ရင်လိုက်တဲ့ဖြစ်စဉ်တွေရှိတယ်လို့သိရပါတယ်အဲ့ဒီဖြစ်စဉ်တွေကြောင့်ဒီလုပ်ငန်းကိုမနှိမ့်ညွတ်ပဲနောက်နောက်ရပြီးထွက်သွားတဲ့သူတွေလည်းရှိပါတယ်လိန်ပြီးသွားတဲ့အခါကျရင်သူတို့ရဲ့ဒီ emotion ကိုပြန်ကြားရတယ်ပေါ့တချို့တွေဆိုရင် ဒေါ်လာ200 300လောက်အလိန်ခံလိုက်ရတာဘလို့ဘွားပြက်မလို့ဖြစ်သွားတဲ့လူတွေရှိတယ်ပေါ့တချို့ဆိုရင်လည်း5ဒေါ်လာ3 400ပေါ့အဲ့လောက်ထိအလိန်ခံတဲ့လူတွေရှိတယ်အဲမြင်ရပါများလာတော့ဘလို့ဖြစ်လဲဆိုရင်ကျွန်တော်တို့အိန္ဒိယနိုင်ငံဆိုရင်ကျွန်တော်တို့ဒီအင်းနိုင်အင်းနာအရှာနိုင်ငံတွေကြတာဘလို့ကျွန်တော်မြန်မာနဲ့ဆင်တယ်ဗျသူရဲ့စိတ်နဲ့စိတ်ထားအရင်စိတ်အတက်ကြအရင်လွယ်တယ်ဒီတက်တေရာတက်တေရာရဲ့ဖြစ်စဉ်တွေရှိတယ်အလင်ခံပြီးတော့ကိုယ့်ကိုတက်တေရာတွေနောက်ပြီးတော့လို့အာမခံကြီးရအောင်လို့ ကားလမ်းမပုံမျိုးကားဖြတ်အတိုက်ခံတဲ့ customer တွေပေါ့ကျွန်တော်တို့ customer ကိုတတ်မှတ်တာပေါ့ဒီအဲ့လူတွေခေါ်လာကြကျွန်တော်တို့ customer အဖြစ်နဲ့တတ်မှတ်ထားတဲ့အတွက်ကြောင့်တချို့အလိန်ခံတဲ့လူတွေဆိုလို့မျိုးအာမခံကြီးရအောင်လုပ်တာတွေကိုကိုတက်တေရာတွေဟိုကြံရမရရဆုံးလို့ပေါ့ရှိမရရောင်းစားပလိုက်တဲ့လူတွေအများကြီးပေါ့အဲ့ဒီတည်င်းတွေအဲ့ဒီကြောင်ရရနေ့တိုင်းမြင်နေတွေ့နေကြနေရလူကတဖြည်းဖြည်းနဲ့စိတ်ထဲမှာအဆင်မပြေတော့ဘူးပေါ့ကျွန်တော်ယူကန်ဒါကိုလိမ့်နေဆိုရင်ယူကန်ဒါရဲ့ သူတို့ရဲ့ currency နဲ့ဒေါ်လာငွေကြီးနဲ့တန်ဖိုးကကျွန်တော်တို့မြန်မာနိုင်ငံငွေနဲ့ဒေါ်လာနဲ့တန်ကြီးနဲ့ညီရယ်ဗျာညီတဲ့အခါကျတော့အဲ့နိုင်ငံကိုလိန်တော့ဆိုရင်ကျွန်တော်အများကြီးတွေးမိတယ်ပေါ့ဒါသူတို့နဲ့ကျွန်တော်တို့ကဒေါ်လာသေးသေးတူတယ်ငွေအမောင်ကြီးရတယ်တူတယ်တက်ကြောင်မလို့ဟိုသူတို့ကြီးမှာဒေါ်လာ200လောက်ပါသွားရင်ကျွန်တော်မြန်မာနိုင်ငံမှာဒီမီတာဥပစုဘယ်လောက်စားလို့ရလဲဆိုတော့တက်ကြည့်ရအောင်နော်ဒေါ်လာ200လောက်လိန်ခံရပြီဆိုရင်ဒေါ်လာ200ဆိုရင်ငါတို့ဒီမီတာဥပစုဆိုရင်ငါတို့ family ဆိုရင်ဘယ်လောက်စားလို့ရတယ်ပေါ့ဘာတွေဝယ်လို့ရတယ်အဲ့လိုမျိုးတွေးမိလာတဖြည်းဖြည်းနဲ့သူတို့ရောဘယ်လောက်ကတ်ခဲ့မလဲပေါ့အဲ့လိုမျိုးတွေးမိပြီးတော့လှုပ်ချင်စိတ်တဖြည်းဖြည်းပျောက်လာတယ်နောက်ပိုင်းကတော့အဲ့လို keyboard ပေါ်ကိုအလုပ်ငန်းဝင်နေရောက်ပြီး keyboard ပေါ်လက်တင်ထားယူဆိုတာနဲ့အဲ့လိုဆက်မလှုပ်ချင်တော့ဘူးဒီအရာကြီးကိုအဲ့လိုထော်ဟားပလိုက်ချင်တယ်အဲ့လိုထားထွက်ပလိုက်ချင်တယ်ဒါပေမဲ့အဲ့လိုမိသားစုကိုပြန်ကြည့်ရမယ့်ကိစ္စလေးအဲ့လိုမျိုးတွေဖြစ်လာတော့ အတက်နိုင်ဆုံးတော့ကျွန်တော်ကြိုးစားပြီးလုပ်တယ်နောက်ဆုံးကျွန်တော်ရဲ့အထီးပေါ့အဖွာဆုံးသွားပြီးစေဘွားကလည်းမလို့တော့ဘူးဆိုတဲ့အချိန်မှာကျွန်တော်ဒါကြီးကိုလောင်းထွက်ပလိုက်တယ်ပေါ့အဲ့ဒီကြောက်ဖြတ်လုပ်ငန်းကထွက်လာတဲ့တူတူချုပ်ကတူတူလိန်လန်ခဲတဲ့တူတွေကိုပြန်လည်ဆက်တွေ့ပြီးတောင်းပန်တာတွေနောက်ထပ်ရင်းနှီးမြှုပ်နှံဖို့မလုပ်ဖို့အတွက်ပြောဆိုခဲ့တာတွေလည်းရှိပါတယ်အကြောင်းမျိုးမျိုးကြောင့်ဒီလုပ်ငန်းကိုလုပ်ခဲ့ကြပေမဲ့တချို့ကတော့ရုံးထွက်နိုင်အောင်စူးစမ်းကြပါတယ်သူတို့ရဲ့ဖုန်းနံပါတ်တွေကိုကျွန်တော် မမှတ်ဟိုဟာဖုန်းထဲမှာကျွန်တော်မမှတ်ခဲ့ဘူးစစ်စေးဂိတ်တွေမှာမိမှန်ဆိုလို့ပေါ့သူတို့ရဲ့ဖုန်းနံပါတ်နှလုံးကိုကျွန်တော်အသေးအလွတ်ကျက်ပြီးမှတ်ခဲ့ပေါ့နော်အလွတ်ကျက်မှတ်ခဲ့တယ်အလွတ်ကျက်မှတ်ခဲ့ပြီးတော့အဲ့မှာကျွန်တော်ထွက်လာတယ်ထွက်လာလာရှုပ်ပြန်အောင်တက်ခါမှာသူတို့ကိုကျွန်တော်စာရေးပြီးပို့လိုက်ပြတော့ပေါ့နော်သူ့ကိုပထမဦးဆုံးကျွန်တော်ပြောတယ်ပေါ့နော်သူ့ကိုနှုတ်ဆက်လိုက်တာမင်းအခု ဒီဒီကြိုက်တာပေါ့ကျွန်တော်တိ ਊ ဆောင်ခဲ့တဲ့ဟိုပါပေါ့အမျိုးသမီးနဲ့မင်းစကားပြောဖြစ်နေမှာလားအဲအတူအဲ့လိုမျိုးပဲရင်မေးလိုက်တာသူဟုတ်တယ်လို့ပြောပေါ့မင်းကဘလို့သိရလဲပေါ့မင်းအခုလောတဲ့အချိန်ကမင်းလိန်ခံနေရတယ်အဲ့မျိုးသမီးကဘသူဘသူငါအဲ့ငါအဲ့အဲ့မှာတော့ငါတိ ਊ ဆောင်ခဲ့ရတဲ့ဟိုပါပေါ့မင်းလိန်ခံနေရမင်းသူ့ကိုချက်ချင်းဘလောလိုက်ပါလို့ပြောပြီးကျွန်တော်သူ့အဲ့လိုမျိုးပြောလိုက်တယ်ပေါ့နော်ကျွန်တော်သူ့တို့နှစ်ယောက်လုံးကိုကျွန်တော်အဲ့လိုမျိုးပြန်ပြီးတော့အတိပေးခဲ့ပေါ့နော်ကျွန်တော်အဲ့ဒီအချိန်မှာ အာကျွန်တော်လုံနိုင်တဲ့သူတို့ပြန်ပြီးတော့ကူညီပေးနိုင်တဲ့ဟာကျွန်တော်ရဲ့ကျွန်တော်တို့နီလန်အဲ့တခုပဲရှိတယ်အွန်လိုင်းဝင်လေလုပ်ငန်းတွေအတွက်လူခိုးပွဲစားတွေကတက်တော့ပေါ်မှာပေါ်တင်အလုပ်ခွန်တွေကြတယ်လို့အဲ့ဒီလုပ်ငန်းမှာလောက်ကန်ဖို့အတွက်ကွန်ပျူတာလက်ကွက်ရိုက်နေဖို့ရန်ကုန်မြို့မှာတင်နန်းပေးနေတာတွေရှိပါတယ်။ ဒုက္ခပွဲစားတွေကတော့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာငွေကြေးတုံးနဲ့ဖြုံးနိုင်တဲ့ဗီဒီယိုတွေတင်ပြီးလူဆွဲခုံနေကြတာပါပြီးခဲ့တဲ့2023ခုနှစ်လောက်ကန်ကကြားပြတ်နိုင်နေရင်းတွေမှာတရုတ်နိုင်ငံသားတွေကသာဖမ်းဆီးအရေးယူခဲ့ပြီးမြန်မာဝန်ထမ်းတွေကတော့လွတ်မြောက်နေသေးပါအဲ့ဒီလိုဖြစ်စဉ်လိုပဲအခုကရင်ပြည်နယ်မြောက်ပိုင်းကကြားပြတ်နိုင်နေရင်းတွေမှာလည်းတရုတ်နိုင်ငံသားတွေနဲ့လူကူးခံရတဲ့နိုင်ငံသားတွေကသာဖမ်းဆီးပြန်မှုခဲ့ပေမဲ့မြန်မာဝန်ထမ်းတွေကတော့ဆက်လက်လုပ်ကန်နေသေးပါဖမ်းဆီးပြန်မှုခံရတဲ့ကြားပြတ်ဂိုင်းနာဆိုတဲ့သူတွေက အောက်ခြေအဆင့်သာရှိပြီးအမှန်တကယ်ဂိုင်းကောင်းစာတွေကတော့မြန်မာလုပ်သားတွေနဲ့ online ငွေလိမ်လုပ်ငန်းကိုဆက်လက်လက်ပတ်နေဆဲဖြစ်ပါတယ်